British Army မင်္ဂလာပါရှင်မန္တလေးကတဲ့ channel နဲ့ပြန်လည်ကြွဆွနိုင်ပါရှင် British Army ကတဲ့ဆက်ပေးမဲ့ channel ကတော့ စကောင်းစီနေပြီးတော့အလလီတက်စကန်ကိုတရားခေါ်မှာ short attack တို့များဖြင့်ပြစ်ခတ်တိုက်ခတ်မှုထိခိုက်သိဆုံးမှုများရှိခဲ့တဲ့ဆိုတဲ့တင်လေးလည်းပဲဖြစ်ပါရည်နေပြီးတော့အလလီတက်စကန်ကိုတော်လည်းတက်များကစုပေါင်းပြီးတော့တရားခေါ်မှာ short attack တို့များဖြင့်ပြစ်ခတ်တိုက်ခတ်ကြောင်း Brave Warrior for Myanmar BWM ဖက်ကထုတ်ပြန်လိုက်ပြီးနေပြီးတော့မှပြည်သူများကလည်းရမန်နေညပိုင်းမှာပောက်ကွဲတက်များကြားနေရကြောင်းရန်ကုန်ခေတ်တဲ့တင်ဌာနထတော်ပြောဆိုထားဖြစ်ပါရည်ရမန်နေ AB လာဆက်ရှင်နဲ့ညစနေ9မိနစ်အချိန်မှာစကောင်းစီနေပြီးတော့အလလီတက်စကန်ကိုတရားခေါ်မှာ short attack တို့များဖြင့်တိုက်ခတ်ခဲ့ကြောင်းတိုက်ခတ်မှုကတော့ Brain Warrior for Myanmar BDM အဖွဲ့ရဲ့ဦးဆောင်စီမံမှုဖြင့် Black Report အဖွဲ့ကြတဲ့နဲ့အဖွဲ့ကတက္ကသိုလ်ချင်းပြပြီးနေပြီးတော့အီလာနီတက်စခန်းအတွင်းသို့တရားခွန်မမရှော့တက်တုတ်တုတ်လုပ်ဖြင့်အောင်မြင်စွာပြခနဲ့တက္ကနဲ့ခကြောင့်တရှိရပါတယ်။စစ်စင်ရေးတွင်နေမြေလုံချုံရဲ့တင်ချမ်းမှုရာတီဥတုအခြေအနေစိုးဝါမှုစတဲ့အခက်အခဲများကြောင်းနေပြီးတော့အီလာနီတက်စခန်းကိုရှော့တက်တုတ်တုတ်လုပ်ဖြင့်သာအောင်မြင်စွာပြခတက္ကနဲ့ခကြောင့်ဖြစ်ပြီးပြမများကိုထိမှပောက်ွက်ခကြောင့်တရှိရပါတယ်။ ဟုတ်ပါတယ်မနေ့ကကအီလန်ဒီတပ်ဖက်မှပောက်ကွယ်တန်းတွေကြားနေရပါတယ်စုစုပေါင်း၅ချဲလောက်တော့ကြားရပါတယ်ပောက်ကွယ်တန်းဘာတွေပောက်ကွယ်တယ်လဲတော့မသိရပါပေမဲ့အတန်ကတော့တော်တော်များများကြားလိုက်ရပါတယ်ဟိုနေပြီးတော့အီလန်ဒီတအနေချင်းရတခုမှဒေတာပြတူတူကပြဆိုထားဖြစ်ပါတယ်စစ်စင်ရေးတိုက်ခိုက်ရခြင်းမှဆိုရင်တော့ငလင်းဘေးကြောင့်စကိုင်းမတည်တဲ့ပကိုးထန်ဒေတာများတွင်ပြည်သူများဒုက္ခပင်လဲဝင်ခြင်းမှစစ်တပ်ကပြည်သူများကိုလေချောင်းကနေအဆက်မပြတ်ပုံကျဲတပ်ဖြတ်နေခြင်းကြောင့်ဖြစ်ကြောင်းမဆနနဲ့ဆက်ရှင်းနဲ့ကငလင်းလောက်ခတ်ပြီးတဲ့အခြေအနေစတဲ့ပြီးစစ်တပ်ရဲ့လေချောင်းတိုက်ခိုက်မှုအများနဲ့ချိန်ရှိခဲ့ကြောင်း ပြည်သူတွေဆုံးမမှာလည်းရာနဲ့ချစ်ရှိနေပြီဖြစ်ကြောင်းထို့ကြောင့်ငနေတန်းကြောင့်ထိခိုက်မှုတချို့ရှိခဲ့တဲ့နေပြီးတော့အီလန်ဒီတက်စကန်ကိုအပြည့်အစီချမှာပြည်သူတွေကိုတပ်ဖြတ်ရန်ဆက်တဲ့အတုံးပြနေတဲ့အတွက်လေးသက်နေနေရေးဗီဂျမ်လူအမ်မရှင်တုံးဆတော့အဖက်ကတက်ခတ်ခဲ့ချက်ဖြစ်ကြောင်းသိရှိရပါတယ်။ကျောင်းတက်ဆက်ပေးမှုကျွန်မရဲ့ကြာနာကိုပြောရရှင်အပင်နာဆုံးအတွက်ရဲ့ကျေးဇူးတင်ရှိပါတယ်ရှင်။